အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့အကစားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်တင်ဆက်ပေးခြင်းတဲ့အကစားသတင်းအကြောင်းအရာကတော့ဂျော်ရှုအာဘန် UFC Flyweight တန်းရဲ့မိုဂျိုပစ်ကျဲမြမကွန်ဆောင်ချန်ပီယံစီတို့တီကြပြတ်သားတဲ့ခြေလမ်းများဆိုတဲ့ကောင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အကစားလောကမှာမထင်မှတ်ထားတဲ့ကျဲတဝန်းထွန်းလင်းတောက်ပါခဲ့ပါတယ်သူကတော့ချန်တိုင်းရင်သာမြမကွန်ဆောင်ဖိုက်တာဂျော်ရှုအာဘန်ပဲဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးရောနောကုတ်ခံပညာ MMA ပြိုင်ပွဲကြီးဖြစ်တဲ့ UFC Ultimate Fighting Championship မှာပထမဦးဆုံးမြန်မာလူမျိုးတအုပ်အဖြစ်ဝင်ရောက်ရှင်ပြန်ခဲ့ရုံသာမကဘဲနဲ့ယခုအခါ Flyweight တန်ချန်ပီယံကပတ်ကိုပါစိန်ခေါ်ခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်။သူ့ရဲ့ဇွဲအာမန်နဲ့မလျှော်တဲ့လုံလာတွေဟာမြန်မာလူငယ်တွေအတွက်စံနမူနာတစ်ခုအဖြစ်နဲ့ထင်ရှားစွာယက်တည်နေပါတယ်။သူ့ရဲ့အောင်မြင်မှုလမ်းကြောင်းဟာမြန်မာနိုင်ငံရဲ့အခစားသမိုင်းမှာရွှေရောင်မင်းနဲ့ရေးထိုးလိုက်တဲ့မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ဂျော်ရှုအာဗန်ကို1999ခုနှစ်အော်တိုဘာလ23ရက်နေ့မှာ ကင်းရင်ပြည်နယ်ဖန်အမြို့မှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကလေးကကိုခံပညာရက်တွေကိုစိတ်ဝင်စားခဲ့ပြီးတော့တိုက်ခိုက်ရေးအားကစားတွေမှာစိတ်ပါဝင်စားမှုပြင်းထန်ခဲ့ပါတယ်။ရုံမြင့်တန်ကြားကနေတဆင့် MMA ပြိုင်ပွဲတွေကိုကြည့်ရှုရင်းနဲ့သူ့ကိုယ်သူအဲ့ဒီပွဲစဉ်တွေထဲမှာပါဝင်ရှင်ပြိုင်နေတယ်လို့စိတ်ကူးရင်ခဲ့မှုကြောင့်သူကပြောပြခဲ့မှုပါတယ်။သူဟာမြန်မာနိုင်ငံမှာကိုခံပညာလေ့ကျင့်ဖို့နဲ့အခွင့်အလမ်းနေနဲ့နီးပြားတွေနေပါတာကြောင့်အခက်အခဲများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။အရေးအတွင်းမြင့်လေ့ကျင့်ရေးစခန်းတွေမရှိတာ professional နဲ့နှီးပြတွေရှားပါခြင်းတွေဟာသူ့ရဲ့အိမ်မက်ကိုအတာစီဖြစ်စေခဲ့ပါတယ်။အဲဒီလိုအခက်အခဲတွေကြားကနေသူ့ရဲ့စိတ်ဓာတ်ကတော့ပြင်းပြခဲ့ပြီး MMA အိမ်မက်ကိုအကောင့်ထည့်ပေါ်နိုင်ဖို့အတွက်ပုံမကောင်းမွန်တဲ့လေ့ကျင့်ရေးစနစ်တွေကိုရရှိနိုင်မယ့်နေရာကိုစွန့်စားရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့တငယ်ချင်းတွေနဲ့အတူ American ပြည်တော်စုတက္ကသိုလ်ပြည်နယ်ကိုရွှေ့ပြောင်းခဲ့ပါတယ်။ American ပြည်တော်စုကိုရောက်ရှိပြီးတဲ့နောက်မှာတော့ Fighter ဘဝကိုတိဆောက်ဖို့အတွက်မြို့တော်မြတ်မတွန့်ဆုတ်ခဲ့ပါဘူး။အဲဒီနေရာမှာနာမည်ကျော် Fortet MMA Academy မှာခြေစတင်လေ့ကျင့်ခဲ့ပြီးတော့သူ့ရဲ့ MMA အိမ်မက်ကိုဒီဇိုင်းမမတ်နဲ့အကောင့်ထည့်ဖော်ခဲ့ပါတယ်။နိုင်ပေါင်းများစွာခြေတီတီကြောင့်လေ့ကျင့်ခဲ့ရပြီးတော့ကိုယ်ခံပညာဆိုင်ရာပြင်ဆင်မှုတွေအပြင်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုပါတည်ဆောက်ခဲ့ရပါတယ်။အပြိုတန်းပြိုင်ပွဲတွေမှာစတင်ရှင်ပြိုင်ခဲ့ပြီးတော့ပြိုင်ပွဲတိုင်းမှာမိမိရဲ့အရေးအချင်းကိုထုတ်ဖော်ပြသခဲ့ပါတယ်။အပြိုတန်းပြိုင်ပွဲတွေမှာအောင်မြင်မှုတွေရရှိခဲ့ပြီးတော့2021ခုနှစ်မှာ Professional MMA ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်လောကမှာလည်းသူရဲ့ထူးချွန်တဲ့စွမ်းရည်တွေမာကျောတဲ့စိတ်ဓာတ်နဲ့ထိုးသက်ဟန်တွေကြောင့်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအချိန်တိုအတွင်းမှာပဲရရှိခဲ့ပါတယ်။ပြိုင်ပွဲတိုင်းမှာအကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့တာကြောင့်နာမည်ကျော် UFC ရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂျော်ရှုအာဘန်ရဲ့ပရော်ဖက်ရှင်နယ်စွမ်းဆောင်ရည်တွေဟာ UFC ရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပြီးတော့ကမ္ဘာအကြီးဆုံး MMA ပြိုင်ပွဲကြီးမှာပါဝင်ဖို့လမ်းဖွင့်ပေးခဲ့ပါတယ်။2023ခုနှစ်ဩဂုတ်လမှာ UFC ရဲ့ဒါနာဝိုက်ကွန်တန်နာဆီးရီးမှာ ပါဝင်ရှင်ပြိုင်ခွင့်ရရှိခဲ့ပြီးတော့ပြိုင်ဘက်ကိုအပြည့်အသက်အနိုင်ယူပြီး UFC နဲ့တရားဝင်စာချုပ်ချိုးဆိုနိုင်ခဲ့ပါတယ်။အဲ့ဒီအရာမြန်မာနိုင်ငံအတွက်တကယ်ကိုမှတမိုင်းဝင်အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာလူမျိုးတအုပ်အနေနဲ့ကမ္ဘာအကြီးဆုံး MMA ပြိုင်ပွဲကြီးမှာပါဝင်ခွင့်ရရှိရေးရည်ဏံဖြစ်ုံသာမကဘဲနဲ့ကမ္ဘာအဆင့်မီအကစားသမားကောင်းတွေပေါ်ထွက်လာဖို့အတွက်လည်းလုံဆောင်မှုတစ်ခုဖြစ်စေခဲ့လို့ပါပဲ။အနာဂတ်မှာလည်းဘန်ရဲ့ခြေရာကိုနင်းပြီးတော့လူငယ်များစွာ UFC ကိုရောက်ရှိလာနိုင်ွယ်ရှိပါတယ်။ UFC မှာပါဝင်ပြီးတဲ့နောက်အာဘန်ဟာပြန်ပက်အများပြားကိုရင်ဆိုင်ခဲ့ရပြီးပွဲစဉ်တိုင်းမှာသူ့ရဲ့စွမ်းရည်တွေကိုအပြည့်အဝပြသနိုင်ခဲ့ပါတယ်။သူ့ရဲ့စေတဲ့ကြံ့ခိုင်မှုပြန်ပက်ကိုဖိအားပေးနိုင်တဲ့လင်မြန်တဲ့တိုက်ခိုက်မှုတွေနဲ့ဤစနေကြတဲ့ကစားဟန်တွေဟာပရိသတ်တွေကိုအမြဲတမ်းဆွဲဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့မထင်မှတ်ထားတဲ့ထိုးချက်တွေကောင်တာတွေနဲ့ပြန်ဘက်ကိုလင်းမြန်စွာခြေမုံနိုင်စွမ်းတွေဟာမိုးချိုပစ်ကြေဟုပင်တင်စားရပါတယ်။ပရိသတ်တွေရဲ့အားပေးမှုကိုလည်းအခိုင်အမာရရှိခဲ့ပြီးတော့ UFC Flyweight တန်းရဲ့ ထိတ်တန်းဖိုက်တာတွေကတအူးအဖြစ်နဲ့အချင်းတို့အတွင်းမှာရက်တီလာနိုင်ခဲ့ပါတယ်။ဂျော်ရှုအာဘန်ရဲ့ UFC ခရီးစဉ်ဟာစိန်ခေါ်မှုတွေနဲ့ပြေးနှံ့နေပေမဲ့လည်းအောင်ပွဲများစွာကိုရယူနိုင်ခဲ့ပါတယ်။ပွဲဥထွက်ပွဲစဉ်အနေနဲ့ကတော့ UFC မှာပထမဆုံးအကြိမ်ဖြစ်ဇူလိုင်လ10ရက်2023ခုနှစ်မှာဇေကတ်ဇူမာဂူလောနဲ့ရှင်ပြိုင်ခဲ့ပြီးတော့ split decision နဲ့အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီပွဲဟာဂျော်ရှုအာဘန်ရဲ့ UFC လောကကိုအောင်မြင်စွာဝင်ရောက်ခြင်းကိုပြသနိုင်ခဲ့ပါတယ်။ ဒုတိယပွဲစဉ်အနေနဲ့ကတော့အော်တိုဘားလ9ရက်2023ခုနှစ်ကီပင်ဘော်ဂျက်နဲ့ထိုးသခဲ့ပြီးတော့ယူနာနီမက်ဒစီရှင်နဲ့ထပ်မံအနိုင်ရရှိခဲ့ပါတယ်။အဲဒီပွဲမှာဘန်ရဲ့တီးကြတဲ့ထိုးချက်တွေနဲ့ကစားကွက်အောင်မြင်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။တတိယပွဲစဉ်အနေနဲ့ကတော့မလာ9ရက်2024ခုနှစ်မှာဖိလစ်ပီဘူနန်နဲ့ရှင်ပြန်ခဲ့ပြီးတော့ပွဲချိန်ပထမအချီ2မိနစ်နဲ့10စက္ကန့်မှာ TKO နီးစနေကြအလဲထိုးခြင်းဖြင့်အနိုင်ရရှိခဲ့ပါတယ်။အဲဒီပွဲဟာဘန်ရဲ့ထိုးအားပြင်းထန်မှုနဲ့ ပွဲကိုအပြီးတတ်နိုင်စွာဟာတည်တာထင်ရှားစွာပြသခဲ့ပါတယ်။ဂျော်ရှုအာမန်ရဲ့ထူးခြားတဲ့နောက်ဆုံးအောင်မြင်မှုကတော့မြန်မာစံတော်ချိန်ဇွန်လ29ရက်နေ့မနက်ပိုင်းကကျင်းပခဲ့တဲ့ UFC 370ပွဲမှာ Flyweight တန်းရဲ့နံပါတ်1အဆင့်ရှိတဲ့ထိတ်တန်းဖိုက်တာ Brandon Ribey ကို Diamond နဲ့အပြတ်အသတ်အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ Ribey ဟာ UFC မှာ10ပွဲကစားပြီးတော့9ပွဲနိုင်3ပွဲချုံးဆိုတဲ့ စံချိန်ကောင်းကိုပိုင်ဆိုင်ထားပြီးတော့သူ့ရဲ့ရှုံးပွဲ၃ပွဲမှာလည်းချန်ပီယံအလက်ဇန္ဒားပန်ဒိုဂျာကိုနှစ်ခါနဲ့ဘရန်ဒန်မိုရီနိုကိုတစ်ခါသာရှုံးနေထားတာကြောင့်သူ့ရဲ့အရေးချင်းနေတဲ့အတွေ့အကြုံကိုကောင်းစွာခံမှန်းနိုင်ပါတယ်။ရိုင်းဝဲဟာ၎င်းရဲ့ရှုပ်ထွေးတဲ့တိုက်ခက်ဟန်တရောင်တူအမြင့်ကန်ချက်တွေနဲ့ဘောင်စင်ပိုင်းတွေမှာလည်းတာလွန်တယ်လို့မိမိကိုယ်ကိုယုံကြည်မှုရှိခဲ့ပါတယ်။ဘန်ကိုလည်းကောင်းတဲ့ကောင်းလေးလို့ချီးကျူးခဲ့ပေမဲ့သူ့ထက်ပိုကောင်းတယ်လို့မှတ်ယူခဲ့ပါတယ်။ပွဲမစခဲ့မှလူစားဝင်ထိုးရတာကြောင့် ဂျော်ရှုအာဘန်နိုင်မယ်လို့မထင်ခဲ့သူတွေလည်းရှိခဲ့ပြီးတော့ရိုင်းဝဲကိုယ်တိုင်ကလည်းဘန်ရဲ့ရခင်ပြိုင်ဘက်တွေရဲ့ကစားပုံကိုယိုရှင်းတယ်လို့သုံးသပ်ခဲ့ပူပါတယ်။ဒါမှမဟုတ်ပွဲတွင်းမှာတော့ဂျော်ရှုအာဘန်ရဲ့စွမ်းဆောင်ရည်တွေကမျောလင်းချက်တွေကိုကြော်လွန်ပြီးတော့အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ပထမရှိမှရိုင်းဘဲကထိုးချက်တွေနဲ့ဦးဆောင်ခဲ့ပြီးတော့ထိုးချက်အရေးအတွက်များပြားခဲ့ပေမဲ့လည်းဘန်ရဲ့ထိချက်တွေနဲ့ significant strike ထိရောက်တဲ့ထိုးချက်တွေကတည်တည်တသာအသာစီးရခဲ့ပါတယ်။ဘန်ရဲ့ပါနတ်တဲ့ကောင်တာတွေ ညာဝိုက်လက်သီးတွေကတီရောက်ခဲ့ပြီးတော့ရိုင်ဘယ်ရဲ့အရှိန်အဝါကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။အချီပီးကနေမှပဲရိုင်ဘယ်ကိုလဲမလို့တောင်ဖြစ်သွားစေခဲ့ခြင်းဟာဘန်ရဲ့ထိုးအားပြင်းမှုကိုပြသခဲ့တာပဲဖြစ်ပါတယ်။ဒုတိယအချီမှာတော့ဘန်ပွဲပန်းနေတာကိုမြင်ရတယ်ဆိုပေမဲ့နောက်ဦးစလုံးဟာအပြန်အလှန်အလဲအလှယ်ထိုးတက်နေကြချိန်မှာရိုင်ဘယ်ကပို့ပြီးတော့အထိနာခဲ့ပါတယ်။ရိုင်ဘယ်ရဲ့အားနည်းချက်ကတော့ပြိုင်ဘက်ကိုဇွတ်လိုက်လွှင်းတာကြောင့်ဘန်ရဲ့တီးကြတဲ့ကောင်တာတွေနဲ့ထပ်မံရင်ဆိုင်ခဲ့ရခြင်းပဲဖြစ်ပါတယ်။ ရိုင်းဘဲရဲ့ထိုးချက်တွေအရအရေးအတွက်ပုံများပေမဲ့လေထဲမှာအငွေ့ပြန်ကုန်တယ်ဆိုသလိုထိရောက်မှုတွေနည်းခဲ့ပြီးတော့ဘန်ရဲ့ထိုးချက်တွေကသာပုံမှုပြင်းထန်ပြီးတော့အမှတ်ရစေခဲ့ပါတယ်တတိယအချီမှာလည်းရိုင်းဘဲကဖိအားပေးနေစေဖြစ်ပြီးတော့ဘဲချေကန်ချက်နဲ့ညာထောက်လက်သီးတို့ကိုအားပြုခဲ့ပါတယ်ဒါပေမဲ့ဘန်ဟာမိမိရဲ့စိတ်ရှည်မှုနဲ့နီးစနစ်ကြတဲ့တုံ့ပြန်မှုတွေနဲ့အသာစီးကိုတဖြည်းဖြည်းရယူခဲ့ပြီးတော့တိကျတဲ့လက်သေးချက်တွေနဲ့ထိုးပြသွားခဲ့ပါတယ်ဒုတိယအချိန်မှာလည်းဘန်အထိနာခဲ့တယ်ဆိုပေမဲ့ ူရဲ့မာကြောတဲ့စိတ်ဓာတ်နဲ့ခန္ဓာရည်ကြောင့်သာပေခံနိုင်ခြင်းဖြစ်ပါတယ်။ရန်ဘေဟာအနာခံပြီးတော့အတင်းဖြလွန်းတာကြောင့်နောက်ဆုံးအချိန်မှာတည်တည်တာတာနာကျင်ခဲ့ရပြီးတော့ဘန်ရဲ့ကောင်တာတွေကြောင့်လဲကျသွားခဲ့ရပါတယ်။နောက်ဆုံးမိနစ်မှာပင်တိုင်းလဲကျသွားပြီးတော့အချိန်ဆေးသွားလို့သာအလဲထိုးမခံရခြင်းဖြစ်ပါတယ်။ဘန်ရဲ့ပြာပေးနိုင်စွမ်းနဲ့တိကျမှုတွေဟာအင်မတန်မှပေါ်လွင်စေပါတယ်။ဒီပွဲဟာ Fighter တက်ရေးရာစကားတင်အထိဝင်နိုင်တဲ့အဆင့်မြင့်ပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာတော့ Unanimous Decision နဲ့ ဘန်ကအပြည့်အသက်အနိုင်ယူပြခဲ့ပါတယ်။အဲ့ဒီຢာကတော့ဘန်ရဲ့အသိပညာနဲ့နီစနေနဲ့ကြံ့ခိုင်မှုတို့ရဲ့အောင်ပွဲပဲဖြစ်ပါတယ်။အဲ့ဒီအနိုင်ရရှိမှုကြောင့်ဂျော်ရှုအာဘန်ဟာ UFC Flyweight တန်းရဲ့ထိတ်ဆုံးကွင်တင်နာစိန်ခေါ်သူဖြစ်လာခဲ့ပြီးတော့ချန်ပီယံကပတ်စိန်ခေါ်ကွင်ကိုတရားဝင်ရရှိခဲ့ပါတယ်။ UFC ဥက္ကဋ္ဌဒါနာဝိုက်ကိုရိုင်ကဒီပွဲအနိုင်ရရှိသူကိုချန်ပီယံစိန်ခေါ်ကွင်ပေးမယ်လို့ပွဲမတိုင်မီကလေးကကြေညာထားတာကြောင့်ဘန်အတွက်အခွင့်အလမ်းကောင်းများစွာအမှန်တကယ်ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီခွင့်ရေးဟာ၎င်းရဲ့ဘဝအတွက်အလဲပြောင်းတစ်ခုဖြစ်လာမှသိကြပါရယ်အကြီးကြီးတာကဒီအောင်ပွဲမှာပန်းကိုတန်းကျွယ်တထေတူအဖြစ်ရရှိစေခဲ့ခြင်းပဲဖြစ်ပါရယ်ယူ300အတွက်စံပြီးပွဲကတရားဝင်အနေနဲ့ပြိုင်ပွဲဝင်ပေါက်ဒေါ်လာ8500နဲ့အနိုင်ရဘောနပ်ဒေါ်လာ8500စုစုပေါင်းဒေါ်လာ35000အထိရရှိခဲ့ပါရယ်ဒါပြင် Rainbow နဲ့ပွဲဟာ Fire of the Night စုကိုရရှိခဲ့တာကြောင့်ဒေါ်လာ5000ထပ်မံရရှိခဲ့ပြီးတော့ စုစုပေါင်းအမေရိကန်ဒေါ်လာ2သိန်းခန့်ရရှိခဲ့ပါတယ်။ဒီပမာဏဟာတရားဝင်ပေးတဲ့ငွေတွေသာဖြစ်ပြီးတော့လှုပ်ဝက်ဘောနက်လော်ကာရင်ဘောနက်တွေအပြင်စပွန်ဆာငွေတွေပေးပါပြူပရိသတ်တအူးချင်းစီရဲ့ငွေပေးကြည့်ရှုတဲ့ဝင်ငွေတချို့မပါဝင်သေးပါဘူး။ချန်ပီယံကပတ်လူပွဲအတွက်ထိုးကြေးမှပုံမှန်အားဖြင့်ဒေါ်လာ5သိန်းခန့်ရှိပြီးတော့ PPV point များပါဝင်မယ်ဆိုရင်တော့တိုင်းငံနဲ့အထိရရှိနိုင်တာကြောင့်ဂျော်ရှုအာဗန်ရဲ့ဝင်ငွေဟာများစွာတိုးတက်လာအောင်မှာပဲဖြစ်ပါတယ်။ အဲဒီလိုဝင်ငွေရရှိခြင်းကသူ့ရဲ့ဂျိုးပန်းမှုတွေကိုတရားဝင်အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်ဂျော်ရှုအာဗန်ဟာအသက်23နှစ်အရွယ်ခြားတိတ်လေးတယောက်အနေနဲ့ UFC ချန်ပီယံကပတ်ကိုစင်ကာကွင်ရရှိခဲ့ပြီးဖြစ်ပြီးတော့သူ့ရဲ့ဇွဲနဲ့လုံးလာတွေဟာမြန်မာနိုင်ငံလူငယ်တွေအတွက်အားကြအတုယူစရာပဲဖြစ်ပါတယ်ဘောလုံးစကားနဲ့ပြောရမယ်ဆိုရင်တော့ဘန်ဟာငငယ်ရွယ်ရွယ်နဲ့ပရီးမီးယားလိမှာ ကစားကွင်ရရှိခဲ့တာလို့အရင်ကပြောကြားခဲ့ရတာကနေအခုဆိုရင်ဘိုလူဘွဲတောင် ကစား권ရပြီလို့မြန်မာတမျိုးသားလုံးကဂုဏ်ယူစွာပြောဆိုနိုင်ပါပြီ။ဂျော်ရှုအာဘန်ရဲ့အနာဂတ် MMA ခရီးစဉ်ကတော့ဆက်လက်တောက်ပနေဦးမှာဖြစ်ပြီးတော့မြန်မာကုံဆောင်အာကစားသမားတဦးအဖြစ်နဲ့ဆက်လက်ရည်တည်ပြီးတော့ကမ္ဘာချန်ပီယံကပတ်ကိုသိမ်းပိုက်နိုင်မယ်လို့ယုံကြည်ပါတယ်။သူရဲ့ကြိုးစားမှုတွေအတွက်ထိုက်တန်တဲ့ဆုလက်တွေဆက်လက်ရရှိပါစေလို့ဆုတောင်းရင်းမြန်မာတမျိုးသားလုံးကသူ့ကိုရင်ခုန်စွာနဲ့စောင့်မျှော်နေကြပါပြီ။သူရဲ့နောက်ထပ်ပွဲစဉ်ဟာမြန်မာအာကစားသမိုင်းမှာမှတ်တမ်းတင်ခိုင်းရမယ့်ထူးခြားတဲ့ပွဲစဉ်တစ်ပွဲအဖြစ် ဖြစ်လာမှာသိကြပါရယ်ချန်ပီယံကပတ်လူပွဲအတွက်ဘယ်သူနဲ့ထိုးရမယ်ဆိုတာကိုတော့ UFC ရဲ့ကြေညာချက်ကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါရယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကိုတော့ဒီမှာပဲရန်နာပါအောင်မယ်ခင်ဗျနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ